ားလုံးပဲမင်္ဂလာပါခင်ဗျာ Hyperdity Channel ကနေနှွေးထစွာနှုတ်ဆက်တာလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ April 26ရက်နေ့ကျွန်တော်တို့ရ Hyperdity Channel ကနေတက်ဆက်ပြီးမယ်ဝင်းနေစီတောင်းစီတင်မှာပါဝင်လာတဲ့မွေးနေ့ရှင်ရတော့ကြောက်ကြောက်မြူနေစင်မီရောမာနေထိုင်နေဖေဖေကုထွန်းလင်းနေမမီမအုံမခိုင်တို့ရဲ့တားငယ်လေးမောင်နေစိတ်ဟိမ်မဲ့ဖြစ်ပါလေခင်ဗျာ Happy birthday ဒီနေ့ April 26ရက်နေ့မှာရောက်ရှိလာတယ် တားငယ်လီမောင်နေစီဟင်းရဲ့ဒီနေ့ပြင်မွေနေရမြက်လေးကိုတော့ဖဖေကထွန်းလင်းနဲ့မမေမအူမခိုင်နူကနေမွေနေစမွန်ကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ပါတားငယ်လီမောင်နေစီဟင်းရဲ့ဒီနေ့ပြင်မွေနေရမြက်လေးကိုချေရတဲ့ဖဖေနဲ့မမေစူတောင်းမိထားတဲ့မွေနေစူတောင်းလေးတွေရတော့ဖဖေပတိဝချေရတဲ့တားလေးတားလေးရဲ့ပေါ်တစ်ချက်လုံးကျမ်းမပြောရှင်ပြီးတော့လူတော်မှန်သမျှပြည့်စုံနေပညာတတ်သူတော်ကောင်းလေးဖြစ်ပါသည်မိဘအောင်လူချင်းပြည့်စုံနိုင်နေတားလေးမာလေးဖြစ်ပါသည် ချင်းအားတဲ့မိသားစုနဲ့အတူနေရတဲ့အချိန်မှာပူပင်တော့ကကင်းသွားဖြစ်တန်းနိုင်ပါသည်ကြီးပင်းလာမဲ့တာလီရဲ့ပေါ်အားလေးဟာရေလွေးပန်းတို့ချမ်းမြေ့ပြီးတော့လူရပန်းနိုင်ကလုံးမထီပေးမရှိပဲအောင်မြင်မှုများစွာကိုပိုင်ဆိုင်နိုင်ပါသည်မိဘဆွေမျိုးများနဲ့ခနည်းရဲ့သားသမီးများအပေါ်ကောင်းကျိုးပြုနိုင်တဲ့တန်းလုံးရတနာလေးဖြစ်ပါသည်ပြီးကန်းနိုင်တဲ့လက်တစုံကိုပိုင်ဆိုင်နိုင်ပါသည် အမအမှန်ခွဲခြားနိုင်တဲ့ဒီတော်ဒီကောင်းလေးဖြစ်ပါသည်တော်လီယာလာလီယာကလုံးမထီစုမကြီးပဲ သူတော်ကောင်းများနဲ့သာတွေ့ဆုံနိုင်ပါသည်ဖဖင်းနဲ့မမီအားတားလေးကိုရန်ချစ်ပါတယ်ဆိုပြီးတော့တားငယ်လေးပေါင်းဒီစစ်ဟင်းရဲ့လေးနှစ်ပြည့်ဝင်နေရတဲ့လေးကိုဖဖေကိုထုံလင်းနဲ့မမီမအုံမခိုင်နူကနေဝင်းနေစမုတ်ကောင်းလေးတောက်ဆုပ်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါတားငယ်လေးပေါင်းဒီစစ်ဟင်းရဲ့ People Daily YouTube Channel ကနေလည်းဒီနေ့ April 26ရက်နေ့မှာရောက်ရှိလာတယ်တားငယ်လေးရဲ့ဝင်းနေရဲ့မျက်လေးကိုထက်စစ်ဝင်းနေစမုတ်ကောင်းလေးတောက်ဆုပ်ပေးခြင်းပါတယ်ဖဖေပါနော်ဝင်းနေကနေစပြီးတော့ ချီးရတဲ့မိသားစုနဲ့အတူနောက်နေ့ပေါင်းတရာတိုင်းတွေ့ရှင်သွားနေထိုင်နိုင်ပါသည်လေးရတိုင်းကိုအီချင်းစွာဖြစ်တန်းနိုင်ပါသည်မိဘကိုကျေးဇူးပြုနိုင်ပြီးတော့နောက်နာကမှထွန်းလင်းတတ်ပါလေပညာတကြီးလည်းဖြစ်ပါသည်မျက်နှာမြင်ချစ်ခင်အတန်ကြာတနာပါသည်ဆိုတဲ့စုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါ်များပါသည်ကကြည်တုံးမရင်းနှီးမြစားပါပီးရန်ဤလည်းခင်ဝေးနိုင်ပါသည်တက်ရှိကြမှာကြွရှင်ပြီးတော့ကောင်းကောင်းလူရင်စနမနဲ့များပြေဝပါသည်လို့ ဒီနေ့ April 26ရက်နေ့မှာရောက်ရှိလာတဲ့ဒေါနီလီမောင်နေစိတ်ဟင်းရဲ့မွေးနေ့ရဲ့မျက်လေးကို Pepperdi TV Channel ကနေလည်းထက်စစ်မွေးနေ့ဆုမကောင်လေးတောင်းဆိုပေးလိုက်ပါရနော်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအလုံးအေးချမ်းသာတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါစေလို့ Pepperdi TV Channel ကနေစစ်တောင်းမြစ်တောင်းပို့သပေးလိုက်ပါရခင်ဗျာ။ Happy birthday